ီစမရအလုံးမင်္ဂလာပါရှင်လူနာကြပိတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးဝဲမင်္ဂလာရှင်းနေရတဲ့မင်္ဂလာရှင်းခြင်းတွေကိုပိုင်ဆိုင်နေကြပြီးပြည့်ပြည့်များပြီးကွာကကိုရွှေစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကနောက်လေးလအတွင်းကိုစီမဘလို့ဒီမာတဲ့အပြောင်းလဲတွေရှိလာမလဲအာဒီ reading မှာအခုကတော့အလှည့်ကြတာကတော့ Virgo ရဲ့အလှည့်ပေါ့နော်အရှိမကတော့ Aries ကနေပြီးတော့ Leo အခြေကိုတင်ပေးပြီးသားပါပြီအဲ့တော့ Virgo ကတော့ ဩဂတ်လ24ရက်နေ့ပေါ့နော်ဒီကနေ့စက်တင်ဘာ22ရက်နေ့အချိန်အတွင်းပေါ့နော်အခုအချိန်ဆိုလို့ရှိရင်တော့ဒါဘာကိုစီစဉ်ကိုကြော်သွားပြီပေါ့နော်အာဒီရပိုင်းအတွင်းမှာမွေးဖွားတဲ့သူတွေကတော့စံပါကိုဖြစ်တယ်ပေါ့ဒါကအနောက်တိုင်းဝက်ဆန်အက်စထရိုလော်ဂျီအရဆိုလို့ရှိရင်တော့စံပါကိုဖြစ်တယ်ပေါ့နော်ဂျန်နက်ကိုရဲ့မွန်းတို့ အဆန်တန်တို့ Venus တို့ဒါတွေကကြတော့ကိုယ့်ရဲ့မွေးချိန်အတိအကျတည်ရမှအာ design တွေကိုတည်ရတာမျိုးပေါ့နော်လောလောဆယ်အကြံပြင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီရပိုင်းတွေမှာမွေးခဲ့တယ်ဆိုလို့ရှိရင်ဒီ reading ကိုကြည့်လို့ရပါတယ်ဒါမှမဟုတ်လဲကိုကကိုယ့်ရဲ့မွေးချိန်အတိအကျနဲ့ပေါ့နော်စစ်ထားတာတည်တယ်ပေါ့နော်ကိုယ့်ရဲ့တခြား sign တွေကလည်းအမမောဆိုင်က Virgo ဖြစ်တာအဆန်နံက Virgo Venus က Virgo ဖြစ်ခဲ့မယ်ဆိုလို့ရှင်လည်းပဲဒီ reading ကိုကြည့်လို့ရပါတယ်ရှင် ဒါဆိုရင် vagorisy ကိုအခုကနေလေးနာတွင်ဘလို့အပြောင်းလဲတွေရှိလာမလဲ well the family wishes come true မိသားစုနဲ့ပတ်သက်တဲ့음ဆန္ဒတွေဆူတောင်းတွေပြေလာမယ်ဆိုတာကိုတွေ့တယ်အဲ့ကိုအနေနဲ့မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်အေးကျင်တာမျိုးတွေရှိမယ်အာ ခုခုအဆုံးသတ်ချင်တာမျိုးပြေဝါချင်တာမျိုးတွေရှိမယ်ဆိုရင်တော့ဒီလေးလာအတွင်းမှာပြေဝါလာလိုက်မယ်ဆိုတော့တွေ့ရတယ်။ဒါမှမဟုတ်လည်းမိသားစုတစ်ခုလုံးကတောင်းတနေရတဲ့အရာတစ်ခုပေါ့နော်။ဒါမိသားစုဝင်နေဆိုတော့စိတ်တူကိုတူရှိတာမျိုးလည်းဖြစ်နိုင်တယ်။ဒီအကုန်လုံးလိုလားတောင်းတနေတဲ့အရာတစ်ခုပြေဝါလာမယ်ပေါ့နော်။လေလေးတဲ့ spiritual love တဲ့ အချစ်ချင်းမေတ္တာတရားချစ်မေတ္တာတရားကိုမှဒီ1500ထက်ဆာလို့ရှိရင်928နဲ့နောက်တစ်ခုကမမြင်ရတယ်ပေါ့နော်ချစ်ချင်းမေတ္တာတရားတွေဒါကကိုယ်နဲ့အတိတ်ကပတ်သက်ခဲ့ဘူးတဲ့သူတွေလည်းဖြစ်နိုင်တယ်နောက်ကိုယ်နဲ့ပတ်သက်ခဲ့ပြီးတော့အခုချိန်မှာတခြားတဏှာရာကိုရောက်နေတယ်ပေါ့နော်တခြားဘုံဘဝကိုရောက်နေတဲ့သူတွေသူတို့တွေစီရနေပြီးတော့ မြတ်တာတရားတွေအထောက်ပံ့ကောင်းနေအကူအညီတွေလမ်းပြမှုတွေလည်းရရှိလိမ့်မယ်ဆိုတာလို့တွေ့တယ်တချို့ကြတော့လည်း spiritual love လို့ပြောတဲ့ love လို့ပြောတဲ့ကြောင့်မလို့ဒီကိုယ်နဲ့ကိုယ်နားမှာရှိတဲ့သူကိုယ့်ရဲ့ဘဝလက်တွဲဘဝလက်ဖြစ်နိုင်တယ်ကိုမိသားစုဝင်လည်းဖြစ်နိုင်တယ်ဒီလူတွေနဲ့ချင်းချင်းကြားထဲမှာစိတ်ချင်းနှိစက်နားလည်းလာလိမ့်မယ်ဆိုတာလို့တွေ့တယ်ဟိုအထူးသဖြင့်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့လက်တွဲဘဝရှိတဲ့သူပေါ့နော်ခြေသူကြီးစားရှိတဲ့သူအိမ်တော်ဘက်ရှိတဲ့သူဆိုလို့ရှိရင်နှစ်ယောက်ကြားထဲမှာကဒီလိုမျိုး ပို့ပြီးတော့ခံစားချက်တွေထပ်တူကြလာမယ်ဆိုတာရယ်ခနာ physical ဘိုင်း touch ဖြစ်နေမှာ um knee knee ဇက်နေမှာစိတ်မေတ္တာတရားတွေတိုးဝါတာမဟုတ်ဘဲနဲ့အာသူနဲ့ကိုနဲ့ကဝိတ္တနေရာမှာရှိနေလဲစိတ်ချင်းဆက်သွယ်ပြီးတော့စိတ်ချင်းနေဆက်နားလဲပြီးတော့တောင်းတဲ့တရားနဲ့ပန်ရောစင်နေခိုင်မအောင်လုပ်လို့ရတယ်ဆိုတာမျိုးပေါ့နော်ဒီလိုမေတ္တာတရားရှိတယ်ဆိုတာကိုလည်းပဲသိလာရနိုင်မယ်ဆိုတာမျိုးလို့မြင်တယ် touch တော့လဲ spiritual development ပါတယ်ပေါ့နော် spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုကပို့ပြီးတော့ဟိုအသိအမြင်တွေပိုတိုးလာလိုက်မယ်ဆိုတာလို့မြင်တယ်ဒါကခစားချက်ပိုင်းအတွေးခေါ်ပိုင်းအကုန်လုံးပေါ့နော် spiritual နဲ့ပတ်သက်တာဆိုတော့အဲ့ဒီမှာကတော့ enlightenment awareness and understanding နဲ့ development ပဲပါတယ်လက်ရှိမှာကိုက awakening ဖြစ်သွားပြီးသား ဒီလမ်းကြောင်းနောက်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့တီးထားပြီးသားဆိုလို့ရှိရင်ပို့ပြီးတော့တိုးတက်လာလိုက်မယ်ဆိုတော့လို့မြင်တယ်။ဒါမှမဟုတ်ဒီဘက်ကိုပို့ပြီးတော့နားလည်လာလိုက်မယ်ဆိုတော့မျိုးလို့မြင်တယ်ပေါ့နော်။လို့မမြင်ရတဲ့အာပေါင်းစည်းမှုတွေမမြင်ရတဲ့နှောင်ကြိုးတွေဒါတွေကတကယ်ရှိတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်။ဒီ spiritual လောကနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နားလည်လာမှာအာဒီ terror ပညာရဲ့ပဲဖြစ်ဖြစ်ပြီးတယ်မဲ့ဖြစ်ဖြစ်အကုန်လုံးပေါ့နော်။နောက်ဒီ universe နဲ့ပတ်သက်တာဒီနောက် မကိုရဲ့အာမမြင်နိုင်တဲ့အရာတွေပေါ့နော်မမြင်နိုင်တဲ့စံပြတဲ့အရာတွေကကိုယ်စိတ်ထဲကနေပြီးဖြစ်လာတာဆိုတာမျိုးတွေဒါတွေကိုပါသိလာရလိမ့်မယ်ဆိုတာလို့မြင်လဲကိုယ့်ဘဝအတွက်ကိုအလင်းပွင့်လာလိမ့်မယ်ပေါ့နော်ညံလင်းပွင့်လာလိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ် needless teapot deep friendship with someone of the same sex အကိုနဲ့တက်ကတော့မျိုးသားဆိုလည်းမျိုးသားမျိုးသမီးဆိုလည်းမျိုးသမီးပေါ့နော်ကိုနဲ့အာ friendship ဖြစ်လာလိမ့်မယ်အဲ့ friendship ကလည်းဘယ်တော့လေးကိုနတ်ဆိုင်နဲ့အာ friendship ပေါ့နော်အာကိုကမျိုးသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းနောက်ထပ်မျိုးသမီးတယောက်နောက်ထပ်မိန်းကလေးတယောက်သူနဲ့ဒါကတော့မျိုးသားမျိုးသမီးဆိုတာကိုရဲ့ ခံယူမှုပေါ်မှာမူတည်တာဆိုတော့အာကိုယ့်ရဲ့ခံယူချက်တိုင်းပေါ့နော်အဲ့တော့တည်ကြတာကတော့ကိုယ်နဲ့အာပုံစံတူတဲ့ခံယူချက်ချင်းတူတဲ့လူတယောက်နဲ့နှဆိုင်နဲ့ပေါ့နော်တော်လေးကိုလည်းရင်းနှီးတဲ့အာအခြေအနေမျိုးတွေရှိလာနိုင်မယ်ဆိုတော့မြင်တယ်ကိုယ့်ရဲ့အနည်းဆုံးလူတယောက်ပေါ့နော်နှီးဆုံးလူတယောက်ဖြစ်နေဖြစ်လာရှိလာနိုင်မယ်ဆိုတော့တွေ့တယ် or woman နဲ့ဒီမှာကတော့ dealing or relationship with a woman မြို့သမီးတယောက်နဲ့ပတ်သက်ပြီးတော့လေ음ကိုဘွားမှာထူကြတာတွေရှိကြလိမ့်မယ်ဆိုတာတော့မြင်တယ်အဲ့တော့ကိုရဲ့ဒီနောက်လေးလအတွင်းမှာဒီမြို့သမီးကတော့အဓိကကြားတယ်ပေါ့နော်ဖြစ်နိုင်တာကတော့ဒီကောင်းတဲ့အရာတွေဖြစ်လာဖို့ဒီမြို့သမီးကြောင့်ဖြစ်လာမယ်ဆိုတာမျိုးဒီမြို့သမီးနဲ့ပတ်သက်ပြီးတော့ဒီခုနကပြောခဲ့တဲ့ deep friendship ကိုလည်းပဲရရှိနိုင်မယ်ဆိုတာမျိုးပေါ့နော်ပြောရင်ကိုကိုတက်ကိုတကယ်စိတ်တူကိုတူနဲ့ ခံယူချက်ချင်းတူတဲ့လူတစ်ယောက်နဲ့စုံစည်းဖို့အတွက်ဒီမျိုးသမီးစီရနေပြီးတော့စပြီးတော့တဆင့်ပေါ့သူစီရတဆင့်ဖြစ်လာမယ်ဆိုတာမျိုးသူ့ရဲ့အကူအညီကြောင့်လည်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒီမျိုးသမီးကိုယ်တိုင်လည်းဖြစ်နိုင်တယ်ပေါ့နော်။ ကနေလေလအတွင်း favorisi မှာ sun moon ascendant venus favorisi မှာ blue အပြောင်းလဲတွေရှိလာမလဲသိချင်ပါတယ်ဟမ်မစ်နဲ့ beethoven's မလည်းဟာမစ်ပါတယ်ဆိုတော့ကို့ကိုကိုတော့တေချာလေးပြန်ပြီးတော့သုံးသက်နိုင်လိမ့်မယ်ဆိုတာလို့ကတော့တွေ့တယ်ပေါ့နော်ထပ်ပြီးတော့ဒီမှာတွေ့ရတယ်ရဆိုရင်ကို့ကိုကိုပို့ပြီးတော့ကို့စိတ်ကိုကိုပို့ပြီးတော့နားလေလာမယ်။နောက်ကိုရဲ့ခံစားချက်ကိုရဲ့အတွေ့အကြုံကိုဘယ်လိုမျိုးအေးချမ်းအောင်ထိန်းချုပ်ရမလဲဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတာကိုနေလန်လေးရှာတွေ့လာမယ်ဆိုတာလို့တွေ့တယ်။နောက်ကိုရဲ့ဘဝလမ်းကြောင်းမှာဘဝခီလမ်းကြောင်းမှာဘယ်လိုပုံစံမျိုးနဲ့ရှောင်းလန်းရမလဲဆိုတာနောက်ကိုရဲ့ အာလက်ရှိအနေထားရဆိုရင်အဖြေရှာမရတဲ့ပေါ့နော်ပြဿနာတွေရှိခဲ့မယ်ဆိုလို့ရှင်လည်းဒီအရာတွေနဲ့ပတ်သက်ပြီးတော့အဖြေတစ်ခုထွက်လာလိမ့်မယ်ဆိုတာလို့မြင်တယ်။နောက်ပြီးတော့ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်ကိုစိတ်ဝင်စားတဲ့စိတ်ဝင်စားရတဲ့ဝါသနာပါတဲ့အရာတစ်ခုပေါ့နော်ဒီအရာတစ်ခုကိုလည်းစပြီးတော့လုပ်ဖြစ်လိမ့်မယ်ဆိုတာလို့တွေ့တယ်။ ထို့ကြောင့်လည်းကိုတက်ကိုရည်ရွယ်ချက်တစ်ခုရည်မှန်းချက်တစ်ခုပေါ့ရှိတာလိမ့်မယ်လို့တွေ့တယ်အဲ့တော့ကိုစိတ်ထဲမှာဖြစ်နေတဲ့ဆန္ဒတစ်ခုကိုပြီးမြောက်အကောင့်ထဲပေါ်လိုက်နိုင်လိမ့်မယ်အဆုံးသတ်နိုင်လိမ့်မယ်အကောင့်ထဲပေါ်နိုင်မှုအတွက်နီလန်တစ်ခုကိုလည်းရှာတွေ့လိမ့်မယ်ပေါ့နော်အဲ့လိုလည်းတွေ့ရတယ် တချို့တွေကြတော့ဒီမှာအခြေအနေနဲ့ပတ်သက်ပြီးဆိုရှင်တယောက်တည်းနေလာတာကြာပြီဖြစ်တဲ့သူတွေဆိုလို့ရှင်ဒါမှမဟုတ်ကိုယ်အနေနဲ့လို့ပေါ့နော်အထီးကျန်နေဆိုတဲ့ခံစားချက်မျိုးတွေရှိနေတယ်ကိုယ့်ရဲ့လက်တွဲပေါ်တော့ရှိရဲဒါပေမဲ့နေရာကြမှာဆိတ်လို့ရှားစရာတွေနေနေတဲ့အချိန်၊တွေးအေးနေတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ခဲ့မယ်ဆိုလို့ရှင်လည်းပဲကိုယ်အနေနဲ့ရေကုန်ဆိတ်လို့ရှားစရာချက်ကာလလေးတွေပြန်ပြီးတော့အဲ့လိုနေရာကြမှာအာပျော်ရှင်ရတဲ့ခိုက်တန်လေးတွေပြန်ပြီးတော့ရှိလာလိမ့်မယ် တယောက်တည်းနေတဲ့သူတွေကြတော့လည်းပဲကိုယ့်အတွက်ကို new love new person ပေါ့နော်ကိုယ့်ဘဝလေးကိုအာစိတ်ဝင်စားဖို့ကောင်းလောက်တဲ့ကိုယ့်တို့လည်းဆွဲဆောင်မှု ရှိတဲ့သူတယောက်ရောက်လာလိမ့်မယ်ဆိုတော့လို့တွေ့တယ်။ Fargo energy ရှိတယ်ဆိုတော့ဒီလူက Fargo ဖြစ်ဖို့တော့များတယ်။ Fargo နဲ့ Fargo နဲ့တွေ့ Tango wants near the sun. A fire energy, Leo energy ကတော့ပုံများတယ်ပေါ့နော်။ Mm. မလည်းပဲ inner candlelight ဆိုတော့ဒီကိုအတွင်းစိတ်ပိုင်းပေါ့နော်။အတွင်းအတွင်းကိုရဲ့အတွင်းစိတ်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တည်လာရလိမ့်မယ်။ကိုရဲ့အာစိတ်ကဘလို့ရှိတယ်ဘလို့ပုံစံမျိုးနဲ့ကိုရဲ့စိတ်ကလေးကို အေဂျင့်အောင်ထားရမယ်နောက်ဖြူစင်အောင်ထားရမယ်ပူလောင်မှုတွေကင်းအောင်ထားရမယ်နောက်ဒီကိုယ်ရဲ့စိတ်ဆွမ်းရင်းကိုဘယ်လိုမျိုးမြင့်တင်ရမလဲနောက်ဘယ်လိုမျိုးပျော်ရွှင်အောင်နေရမလဲဒဏ်ရာတွေကိုဘယ်လိုကူစားရမလဲပေါ့နော်ဒါတွေကိုပို့ပြီးတော့သိတာလိမ့်မယ်ဆိုတော့မြင်နေ self reflection လေးလုပ်လာနိုင်နိုင်မယ်နောက် self care နဲ့ပေါ့နော်ကိုယ်ကို heal လုပ်နိုင်နိုင်မယ်ဆိုတာမျိုးလို့မြင်နေအဲ့လိုလုပ်နိုင်ဖို့အတွက်ကိုလည်းနီးလန်းနေရှာဖွေတွေ့ရှိလိမ့်မယ်ဆိုတာလို့တွေ့နေဒါကကိုယ်ကိုယ်တိုင်ပဲရှာဖွေတွေ့ရှိမယ်ဆိုတာလို့မြင်နေဒါပေမဲ့ တတိထားမိတာကဒီမှာလည်းပဲအမျိုးသမီးပုံစံလေးဆိုတော့ဒီမျိုးသမီးနဲ့သက်ဆိုင်နေရဖြစ်နေတော့လေပေါ့နော်ဒီမျိုးသမီးကကိုဘွားတက်ကိုအလင်းရောင်နေဖြစ်လာအောင်အာကိုရဲ့ကိုရဲ့စိတ်အတွင်းကိုကိုကိုတိုင်နားလည်လာအောင်အမ်ဉာဏ်ဉာဏ်ကောင်းနေနီလန်းကောင်းနေပေးနိုင်မဲ့သူမျိုးဖြစ်လိမ့်မယ်ပေါ့နော် အပြောရှင်မှုတွေကတော့ရှိလာနိုင်မယ်ဆိုတော့လို့မြင်တယ် single တွေဆိုလို့ရှင်လည်းပဲစမ်းပွင့်နေနိုင်မယ်ဆိုတော့လို့တွေ့ရတယ်ပေါ့နော်ဝိုင်းဝိုင်းလဲနေမယ်အနေထားမျိုး음ငွေကြေးပိုင်းရောဆဆရရ abundance ဖြစ်နေမယ်ပုံများကျေဝနေမယ်ကာလာလို့မြင်တယ်အဲ့တော့ကိုယ့်ရဲ့ဒီကိုယ်စိတ်ထဲမှာပေါ့နော်တောင်းတလိုက်တဲ့ကိုယ်စိတ်ထဲမှာတကယ်ဖြစ်ချင်လို့ပေါ့နော်ထပြီးတော့အကောင့်ထဲပေါ်လိုက်တဲ့အရာတွေကလည်းပဲ အော်အော်မြင်မြင်နဲ့ပြေးသွားလာလိုက်မယ်ဆိုတော့တွေ့တယ်ပေါ့နော်။တော့စိတ်ထဲမှာတောင်းတအောင်တောင်းတနေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပေါ့နော်။ကိုယ်စိတ်ထဲမှာတကယ်လဲကို passionate ဖြစ်တယ်ဝါသနာပါပြီးတော့ဆန္ဒပြင်းပြပြနဲ့ဖြစ်ချင်နေတဲ့အရာတစ်ခုကို um ကိုကိုတိုင်းကအကောင့်ထဲပို့ပြီးတော့အောင်မြင်အောင်ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးလည်းတွေ့ရတယ်။ အဲ့ကျွန်မတွေ့ရတဲ့အရာဆိုတချို့ဆိုလို့ရှိရင်လည်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဗောနောအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးရောလဲအကြံဉာဏ်အသစ်တွေอืมရှိလာလိမ့်မယ်ကြံဉာဏ်ကောင်းနေပြီးမဲ့သူလည်းတွေ့လိမ့်မယ်လက်ရှိစီးပွားရေးကိုထိုးချဲ့တာပဲဖြစ်စေအာနောက်ထပ်အသစ်တစ်ခုကိုစတင်တာပဲဖြစ်စေဗောနောဒီအရာတွေကလည်းကိုယ့်အတွက်ကိုအဆင်ပြေမဲ့ဆိုတာလို့တွေ့ရဘာမှမလုပ်ပဲနေတော့နေလို့မရဘူးဆိုတာမျိုးလည်းမြင်တယ် ကိုအရှင်ယူယူတလောက်ပေါ့နော်ကို ကိုရဲ့ဒီအပြုမှုကိုရဲ့လှုပ်ဆောင်နိုင်စမ်းပေါ်မှာမူတည်ပြီးတော့ဖြစ်လာနိုင်မယ်ဆိုတာလို့တွေ့တယ်အဲခန်းစားချက်ပိုင်းအတွေ့ခေါ်ပိုင်းနဲ့လည်းပတ်သက်ပြီးတော့ဒီတိုင်းပဲတယောက်တည်းပေါ်တော့အေးအေးချမ်းချမ်းနဲ့အဲ့လိုမျိုးတိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာမှာတယောက်တည်းကိုစကိုကိုပြန်ပြီးတော့သုံးသပ်ဖို့အချိန်လည်းလိုအပ်တယ်ပေါ်တော့နီးလန်းရှာဖို့လည်းလိုအပ်တယ်ဆိုတာလို့မြင်တယ် နောက်လေးလအတွင်းဖာဂိုရီစီမာလို့ပြောင်းလဲတွေရှိလာမလဲ Sun Moon Ascendant Venus ဖာဂိုရီစီမာနောက်လေးလအတွင်းဘလို့ပြောင်းလဲတွေရှိလာမလဲသဟောစတဲ့အဲ့တော့ခုနကလည်း family wishes ဆိုတော့ဒီမိသားစုဒါစုအတွင်းမှာ အိမ်တွင်းမိသားစုတွင်မှာပြည့်ပြည့်စုံမှုတွေရှိလာမယ်ပိုင်ဆိုင်မှုတွေရှိလာမယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့အိမ်အစ်စ်ရတာမျိုးဒါမှမဟုတ်လည်းအိမ်အစ်စ်ပြောင်းရွှေ့တာမျိုးလည်းဖြစ်နေတယ်ဒါမှမဟုတ်လက်ရှိအိမ်ကိုမှအစ်စ်ပြန်ဆောက်တာပြန်ပြီးတော့ decorate လုပ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်음တကယ်လို့ကိုကအဲအိမ်အစ်နေရာအစ်စ်ကိုပြောင်းရွှေ့ခြင်းနဲ့ဆိုလို့ရှင်လည်းပြောင်းဖြစ်နိုင်မယ်ဒါမှမဟုတ်ဝယ်ဖို့စူးစမ်းနေတာဆိုလို့ရှင်လည်းပဲ ဝယ်ဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ် mm. the mice did have shortages debts lines problems mm. အဲ့တော့ဘဝမှာကတော့ monster okay အော်ဒီမှာ number 4ဒီမှာက23 7အဲ့တော့ဘဝမှာကတော့ the mice လိုမျိုးပေါ့နော်ဒီလိုအရာတွေကတော့ကြုံရမှာပဲဒီလိုလူတွေနဲ့ကလည်းကြုံတွေ့ရမှာပဲပေါ့နော်ဒါကတော့လူတိုင်းလည်းကြုံတွေ့နေရတယ်ကျွန်တော်တောင်းနေရတော့ကြုံတွေ့ပုံချင်းခက်ခဲပင်ပန်းပုံချင်းကတော့တူမှာမဟုတ်ဘူးဒါပေမဲ့ဒီအရာတွေကို အဆိုးမြင်တဲ့စိတ်နဲ့ဖြတ်သန်းမဲ့အစားဒါတွေအကုန်လုံးကလူတိုင်းဖြစ်နေကြအရာပဲလူတိုင်းကြုံတွေ့နေရတာပဲဆိုကိုတယောက်တည်းမဟုတ်ဘူးဆိုတော့အသီးစိတ်နဲ့ဒါအာကိုကိုကိုပေါ့နော်ပြန်ပြီးတော့သုံးသပ်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ဒီယာကြီးကိုကြော်ဖြတ်ရမလဲဆိုတာကိုကြော်ဖြတ်ရတယ်ဆိုတော့ဘယ်လိုမျိုးရင်ဆိုင်ရမလဲပေါ့နော်ကြော်လားဖို့ရွယ်စင်းစားနေရတဲ့ဆောက်ရှင်ဒီယာကိုဘယ်လိုပုံစံမျိုးနဲ့ပုံပုံစံပြောင်းပြီးတော့ရင်ဆိုင်လိုက်မယ်ဆိုရင်ကိုတက်ကိုအလွယ်ကူဆုံးဖြစ်မလဲဘယ်လိုနည်း နီးလန်းကောင်းတွေရှာတွေ့နိုင်မလဲဒါမျိုးကိုအာတေချာလေးပေါ့နော်ကိုကိုကိုစင်ကျင်သုံးသပ်မယ်ဆိုလို့ရှိရင်တော့ကိုတက်ကိုအဆင်ပြေမဲ့အရာတွေအောင်မြင်မှုဆိုတာကရှိလာမယ်။နောက်ကိုလိုချင်တဲ့အခုလောလောဆယ်မှာကိုလိုချင်တဲ့အရာတွေကိုရဖို့အတွက်ကခက်ခဲနေတယ်ဆိုလို့ရှိရင်လည်းပဲဒီအရာတွေကိုဒီခက်ခဲမှုတွေကိုဘယ်လိုပုံစံမျိုးနဲ့လက်ခံပြီးတော့အာ ရင်ဆိုင်မယ်ဆိုလို့ရှိရင်ကြော်လွားနိုင်မလဲဆိုတာတွေပေါ့နော်အဲ့လိုမျိုးလည်းတည်လာလိုက်မြဲတော့လက်ရှိရှိနေတဲ့ဒီအခက်ခဲတွေကိုအကောင်းဆုံးပုံစံနဲ့ရင်ဆိုင်နိုင်မှနိုင်ကမှပဲကြော်လွားနိုင်ပြီးတော့ကိုလိုချင်တဲ့အေဂျင့်နဲ့ဘဝတစ်ခုကိုရနိုင်လိမ့်မယ်ပေါ့နော်ဒါကဘယ်အရာပဲဖြစ်ဖြစ်ရနိုင်လိမ့်မယ်ဒီမှာဆိုလို့ရှိရင်လည်းဒါမိသားစုဘဝတစ်ခုတည်ဆောက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းဟောကိုတို့ကိုရရှိပေါ့နော်ဒီမိသားစုဘဝတစ်ခုတည်ဆောက်ရတော့တည်ဆောက်လို့ရတော့တဲ့အထီးကိုယုံကြည်ရတဲ့သူတယောက် ကိုနာမှာရှိစေချင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဘလို့အရာပဲဖြစ်စေဖြစ်စေဒီလိုဆိုလို့ရှင်ဒါကအငွေကြေးပိုင်ဆိုင်မှုပေါ့နော်အဲ့တော့ဘလို့အရာတွေပဲဖြစ်စေဖြစ်စေလက်ရှိအနေအထားကနေပြီးတော့အကောင်းဆုံးပုံစံနဲ့ပြင်ဆိုင်ပြီးတော့ကြောဖြတ်နိုင်ကမှာပဲဒီလိုအရာတွေကရရှိမှာပေါ့နော်အဲ့တော့ကိုကိုကိုအားမလျှော့ပါနဲ့ပေါ့နော်အာကြောဖြတ်နိုင်မှာပါဆိုတော့စိတ်နဲ့သာရှေ့ဆက်ပါငါတော့မဖြစ်နိုင်တော့ဘူးငါတော့ဒီ ဒီအခြေအနေကြီးရနေပြီးတော့လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူးငါ့အတွက်ဒီဆန္ဒတွေကပြေဝလာမှာမဟုတ်ဘူးဆိုတဲ့အတွေ့အမျိုးကတော့မထားနဲ့ပေါ့နော်နောက်ပြီးတော့ဘဝမှာတကယ်လို့ဒီလိုလူတွေရှိခဲ့မယ်ဒီဒီလိုမျိုးတုတ်ပြန်တဲ့သူတွေပြုံမှုတဲ့သူတွေကိုနာမှာရှိခဲ့မယ်ဆိုလို့ရှိရင်ဒီလူတွေနဲ့ပတ်သက်ပြီးတော့လေအစိုးမြင်တဲ့စိတ်သက်သာလို့ရှိရင်အော်ဒါလူတဘာဝပဲဆိုတဲ့ပုံစံမျိုးနဲ့လီလူရှူတက်ဖို့လဲတခါတရံကြလို့ရှိရင်ပေါ့လေလီလူရှူတက်ဖို့အကျိုးစားပေါ့နော်လီလူရှူလို့ရတဲ့အရာတွေကိုလီလူရှူပြီးတော့ ကိုကိုကိုပဲအာယုံဆိုင်ပြီးကိုဘွားကိုပဲဘလိုပုံစံမျိုးနဲ့အကောင်းဆုံးရှေ့ဆက်သွားနိုင်မလဲဆိုတာကိုပဲဒီပုံမှာပဲအာယုံဆိုင်ပြီးတော့ဒါရှေ့ဆက်ပေါ့နော်အဲ့လိုလေးကိုတော့ message ပေးထားတယ်ဆိုတာကိုတွေ့ရပါတယ်အဲ့ဒါကတော့ Vago များအတွက် reading ဖြစ်ပါတယ်ရှင်အလုံးမဲ့အဆုံးလေးကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများရတယ်ပါတယ်ရှင်။ မိတ်ဆွေများအားလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာမှန်သမျှလည်းပြေဝါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီလုံးတစ်စက်မှမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ။နောက်ရီချင်းများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင်။